ဖေးဒါယုံသွားရမယ်နော်။ဩအေးဒါလူဆိုင်ပြီးသွားအောင်နော်။စိတ်ချပါအဖေရဲ့။ဩပြီးတော့အဖေနဲ့မိဖို့လိုအပ်တဲ့စီဒါဒီနေ့တခါတည်းဝယ်ခဲ့မယ်နော်။ပြီးရင်ဘာစားချင်းလဲစဉ်းစားထားလိုက်။ဒါယုံစင်တာနဲ့ဖုန်းဆက်လိုက်မယ်။ကောင်းပါပြီဗျာ။ကဲကဲဒါသွားတော့နောက်ကြနေဦးမယ်နော်။ဟုတ်ဟုတ်ဟုတ်ပြီဗျာ။ကျွန်တော်သားလေးကအခုဆိုရင်ဘွဲရပြီးတော့လုပ်ငန်းခွင်တော်ဝင်နေပြီဗျာ။ဒါမဲ့ तू ဒီလိုအခြေအနေရောက်ဖို့ ကျွန်တော်တို့မိသားစုတော်တော်ကြီးဥဆိုင်ခဲ့ရတာဗျာသူ့ရဲ့ကိုဝင်ဆရပြီဆိုတာတိတဲ့နေ့ရတော့လင်မယားနေ့အောင်အပျော်ဆုံးနေ့ပေါ့ဗျာအဲ့လိုနဲ့လင်မယားနေ့အောင်သူကြမ်းကြမ်းမှမှမွေးဖွားလာနိုင်မှု အနေထိုင်အစားအသောက်အစားစရရကြီးဥဆိုင်နေရင်နဲ့သူကြမ်းကြမ်းမှမှမွေးဖွားလာနိုင်မှုစောင့်နေကြတာပေါ့ဗျာဒါပေမဲ့ မထင်မှတ်ပဲလူလောကတွေကိုစောရောက်လာခဲ့တယ်။ရှင်းအောင်ပြောရရင်မွေးလာမစီပဲနဲ့မွေးလာခဲ့တယ်ပေါ့ဗျာ။ဒါဟာကဘာတဝမ်းကလေး၁၀ရောက်မှာတယောက်ဖြစ်တတ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့သားဦးလေးဒီလိုမွေးဖွားလာတော့အတွေ့အကြုံရှိတယ်ကျွန်တော်တို့မိဘတွေမှာ စိတ်ပူတာတွေရောဘလို့ပြုစုရမယ်ဆိုတာတွေပါကျွန်တော်တို့လင်မယားနဲ့အောင်အချက်ရိုက်ကုန်ပါတယ်လာမစီပဲမွေးလာတဲ့ကျွန်တော်သားဦးလေးအတွက်လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုအချိန်မီပေးနိုင်မှုရာကျွမ်းကျင်တဲ့ဆရာများရဲ့အကြံပေးတင် जा ပြတာတွေကိုလိုက်နာဆောင်ရွက်ခဲ့ရတယ်ပထမဆုံးကတော့မွေးမွေးပြီးချင်းတနာ ਈ အတွင်းထိရောက်ပြီးအသက်ငယ်ပြုစုစောင့်ရှောက်မှုဖြစ်တဲ့ immediate skin to skin လို့ခေါ်တယ်မိခင်နဲ့ကလေးအသားချင်းထိကပ်ပြုစုစောင့်ရှောက်မှုလုပ်ရပါတယ်အဲ့လိုစောင့်ရှောက်ပေးလိုက်တဲ့အကျိုးကျေးဇူးက ကျွန်တော်သားလေးအတွက်နှွေးထွေးလုံခြုံမှုပေးနိုင်တဲ့အပြင်မိခင်တို့စတင်တိုက်ကျွေးဖို့ရအများကြီးအထောက်အကူဖြစ်သွားတယ်။ဒီလောက်တဲ့နေမဟုတ်ပဲနဲ့ကျွန်တော်သားမှာလားမစီပဲမွေးတဲ့ကလေးတွေမှာဖြစ်တတ်တဲ့အသက်ရှူခတ်တာတို့မိခင်တို့ကောင်းကောင်းမဆုနိုင်တာတို့ကိုယ်လေးချိန်မပြည့်တာတို့စတဲ့အသက်အန္တရာယ်နဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေပြသလာတော့ပဲကျွန်တော်တို့အခြေခံပြုစုစောင့်ရှောက်မှုနဲ့မလုံလောက်တော့ပြန်ပါညွန်ဖို့လက်ခံရအဆင့်မှာရှိတဲ့ကလေးဆရာဝန်တွေစီတွားရောက်ပြသပြီးယောဂဘူးမုံအောင်ကာကွယ်တာတွေ ကျမ်းမာရေးစမ်းစစ်ကုသတာတွေကိုယ်လေးချိန်အတွက်လိုအပ်တဲ့အစာအာဟာရဖြည့်စွက်တာတွေဥပမာနှုတ်ကောင်းကောင်းမဆုတ်နိုင်တဲ့အချိန်မှာမိခင်တို့ကိုစနစ်တကျညှစ်ပြီးဇွန်းနဲ့တိုက်ကျွေးတာတို့ဂီယူတဆိုင်လောက်ရပြန်ပါလေကန်ဂရူမာသားကဲလို့ခေါ်တဲ့တားပိုက်ကောင် မိခင်ကဲသူပြုစုဆောင်ရှောက်မှုကလည်းအရေးကြီးပြီးတေချာလိုက်နာဆောင်ရွက်ခဲ့ရပါတယ်မိခင်တယောက်တည်းအရေးကြီးလားဆိုတော့လည်းမဟုတ်ပြန်ပါဘူးနီနာပဝင်းညာလူတွေရဲ့ငွေအားပဲဖြစ်ဖြစ်ခွန်အားပဲဖြစ်ဖြစ် ဖေးမမှုတွေကလည်းကျွန်တော်သားလေးအခုလိုအနာကက်ဘဝလှပအောင်ပံ့မိုးကူညီရရောက်ပါတယ်ပြီးတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းအခု2025ခုနှစ်ကစလို့နှစ်စဉ်နှစ်တိုင်းနိုဝင်ဘာ18ရက်နေ့ကလာမစိကလေးများနေ့အဖြစ်ကမ္ဘာ့ကျန်းမာရေးပြက်ကလေးမှာတရားဝင်ထည့်သွင်းလိုက်ပြီပဲဖြစ်ပါတယ်ဒါဟာလည်းကျွန်တော်တို့လိုလာမစိကလေးများမိဘတွေအတွက်အတိမအပြုတ်ခံရတာတွေရောဒီကလေးတွေရဲ့အရေးကြီးမှုကိုပါမိမောင်းထိုးပြနေပါတယ်အခုဒီဗီဒီယိုကြည့်ရှုနေတဲ့မိဘပြည်သူတွေလည်း မိမိပတ်ဝန်းကျင်မှာလားမစီဘဲမွေးဖွားလာတဲ့ကလေးတွေတွေ့ရင်မိခင်တွေတွေ့ခဲ့လို့ရှိရင်သူတို့အသက်ရှင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ကျန်းမာရေးအသိပညာပေးဘူးတူတိုင်းနဲ့ပံ့ပိုးကူညီရင်လားမစီကလေးများအနာဂတ်တောက်ပါရေးစောစီးထိရောက်စွာစောင့်ရှောက်ပေးကြပါစို့